အားလုံးဝမင်္ဂလာပါဘောလုံးချင်းညီကိုရဲ့ညီကောင်းချမချမ်းသာကြပါစေကျွန်တော် YouTube channel လေးဖြစ်တဲ့ MM Football Betting တက်ကနေအားလုံးကိုကျေးဇူးတင်ပါတော့။ဒီနေ့မှာကျွန်တော်ရွေးချက်ထားတာကတော့ Finland နဲ့ဒါ Malta တို့ရဲ့ကမ္ဘာ့ဖလားချစ်စစ်ပွဲပေါ့နော်ပွဲစဉ်9ဒါ Finland အသင်းကတော့အဆင့်3မှရှိတယ် Malta အဆင့်5မှရှိရပါတော့။ Finland အသင်းကတော့10မှရထားတယ်ဆိုတော့သူ့အပေါ်မှာ Poland နဲ့3မှပဲကွာတယ်ပေါ့နော်။ဒါပေမဲ့ Poland ကတော့တပွဲရော့ပေါ့နော်။ ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါဖင်လန်တင်းဆော့ထားတဲ့ပွဲတွေအားလုံးကြည့်လိုက်ပါတော့ဖင်လန်တင်းကဒါမဆိုးဘူးပေါ့နော်တိုက်စစ်ကဂိုးတွေပွဲတိုင်းလို့လို့ရတယ်ပေါ့နော်အနိုင်ထားရတယ်နော်အင်ဂွဲနေမှာပေါ့နော်လစ်တူနီးယားကို2-1နဲ့နိုင်တယ်ပိုလန်ကို2-1နဲ့နိုင်တယ်ပေါ့နော်အင်္ဂလန်ပွဲထဲမှာ၂ပွဲပဲနိုင်ပွဲရှိတယ်အဝေးဝန်းမှာဆိုတော့သူတို့မာလ်တာ1-0နဲ့နိုင်တယ်ဒါဝေးဝန်းကနိုင်ပွဲတစ်ပွဲပဲရှိတယ်ပေါ့နော်အေးပွဲတစ်ပွဲရှိတယ်တိုက်စစ်ကဂိုးတစ်ခုရနိုင်တယ်အနည်းဆုံးတစ်လုံးကနဲ့နှလုံးတော့ထည့်မှာပါ ဒါပေမဲ့မာလ်တာအတင်းအောင်ကြည့်လိုက်မယ်ဆိုမာလ်တာတော့တိတ်တော့အရမေဟာမကောင်းဘောနော်။ဒါပေမဲ့လည်းတစ်ဖက်ကဒီဖင်လန်အတင်းအနည်းဆုံးနှလုံးပြက်ဖို့တော့လိုတယ်ဘောနော်။ဘော်ဒီကြီးကဒါဖင်လန်အတင်းအနှလုံး39 9ဘောင်းကြီး360အစားဆုံးမှာပြေးထားတယ်ဗောဗျာ။ဆိုတော့ဒီပွဲစဉ်မှာကျွန်တော်တို့ဖင်တာက wins to us ပေါ့ကြီးကိုကြည့်မယ်ဆိုရင်ဖင်လန်အနိုင်ကို22ပြား။အရေးကို6စနဲ့မာလ်တာအနိုင်ကို15စပြေးထားတယ်ဗောနော်။ကျွန်တော်ညီကိုရဒီမှာ wins ပဲရိုက်မယ်ဆိုလို့ရှိရင် ဖင်လန်ဝင်းဝမ်းရိုက်လို့ရတယ်ပေါ့နော်ဝင်းဝမ်းရိုက်ကြည့်ပေါ့နော်အဒီပွဲစဉ်မှာကျွန်တော်မြန်မာပေါ့ကြီးမှရွေးချယ်ရမယ်ဆိုရင်တော့ကျွန်တော်ဖင်လန်တင်းနဲ့ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ထားတဲ့ဘွေရလက်ကလူစင်ပါနဲ့ဂျာမနီတို့ရဲ့မြန်မာစံလုံးချင်းတနိုင်15မှာကစားမယ်ပေါ့နော်ဒီမှာပြေးထားတာတော့ဂျာမနီကဘော်ဒီကြီးကရန်ပြင်းထားနေတော့ဒါ3လုံး30နဲ့နဲ့ဂိုးပေါင်းကြီးက4လုံး60စားဆုံးမှာပြေးထားတယ်ပေါ့နော်ဒီ group A မှာဆိုလို့ရှိရင်တော့ဂျာမနီကအဆင့်1လူစင်ပါကအဆင့်4ပေါ့နော် ဘာဖြစ်လို့ဆိုလူစင်ဘက်ကပြုတ်သွားပြီပေါ့နော်ဒီ group ထဲမှာအညံ့ဆုံးအတင်းပေါ့ဗျာပြောမှဆိုရင်အဲလူစင်ဘက်ဆော့ထားတဲ့ပွဲတွေကိုကြည့်ကြရအောင်ပေါ့နော်လူစင်ဘက်ဆော့ထားတာစုစုပေါင်း၄ပွဲဆော့ထားတယ်ပေါ့နော်၄ပွဲလုံးရှုံးထားတယ်အဲစစ်ကတကူပဲရထားတယ်ပေါ့နော်ဒီဘက်ကဂျာမနီအတင်းရဲ့ဒါ၄ပွဲကိုကြည့်မှဆိုလို့ရှိရင်အိမ်ကွင်းမှာ not ireland ကိုနိုင်တယ်အိမ်ကွင်းမှာလူစင်ဘက်ကို4-0နဲ့နိုင်တယ်ပေါ့နော်ဒါဒုတိယအကြော့လို့ပြောလို့ရတယ်ပေါ့နော်လူစင်ဘက်ကွင်းမှာကမ်းမှာဆိုတော့ ဂျာမနီအသင်းအနိုင်သွားမယ်ဒါပေမဲ့ကြီးအောင်မလားမအောင်လားဒါကျွန်တော်ချက်စဉ်းစားရမှာနော်လူဇင်ဘတ်ကတော့ဗာမျောလင်းချက်လည်းမရှိတော့ဘူးဆိုတော့ဖြစ်တယ်လို့ပဲကန်လာမလားဒါတော့ကျွန်တော်ကြည့်ရမှာနော် wise to os ပေါ့ချင်းမှာဆိုရင်လူဇင်ဘတ်အနိုင်ကို23ဆပေးကို17ဆဂျာမနီအနိုင်ကိုဒါခုနပြားပဲပေးထားတယ်ပေါ့နော်တေချာတာကတော့ဒါဂျာမနီမရှုံးပါဘူးနော်ဝင်းတူကတော့တည်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ဘာမှအကျိုးများသိရမှာမဟုတ်ဘူးဒီမှာပေးထားတဲ့ဘူပေါင်းကြီး၄လုံး60နိုင်ဆိုတော့ တော်တော်လေးဘောနော်ကျွန်တော် jam နဲ့အတန်းအနည်းဆုံး5ခုထဲမှာပဲပြတ်စားမှာပေါ့နော်ကျွန်တော်ဝိုင်းဆွဲရမယ့်ညီကိုတွေကတော့ဒါ over 2.5ကိုကြီးလိုက်ကြည့်ပေါ့ဗျာဒီပွဲစဉ်မှာတော့ကျွန်တော် body မှာကျွန်တော်အကြိုက်ချင်းတူမှာမဟုတ်ကျွန်တော် losing ပါကြိုက်တယ်ဗျာ losing ပါအတင်ရှုံးသွားမယ်ခြေမရှုံးဘူးလို့ကျွန်တော်တွက်ထားတယ်ပေါ့နော်ကျွန်တော်ရွေးချက်ထားတာကတော့ Gibra Dynamic Negro ရဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်ကလည်း95မှာကစားမဲ့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်မှာအဝေးအသင်းဖြစ်တဲ့တာ မွန်တိုနီဂရိုကပေးထားတယ်ပေါ့နော်နှလုံး30နိုင်ဆိုမှတော့ပေးထားကြည့်ရတော်တော်ပြင်းနေဗျပူပေါင်းကြီးက360စာသူကဖင်လန်နဲ့ပုံကန်တူရပေါ့နော်ပေးထားတာအဲကြည့်လိုက်မှဆိုရင်ဒီအုပ်စုမှာမွန်တိုနီဂရိုကအဆင့်လေး6မှန်းနဲ့ကြည့်ပြတာဒါအဆင့်ကရမှာမရှိဘူးပေါ့နော်အတင်းလုံးကတော့ဘာမှမျော်လင့်ချက်လည်းမရှိတော့ဘူးသူကပုံမှားလဲဒါပြုတ်သွားပြီလို့တော့ပြောလို့ရတယ်ပေါ့နော်ဒါဒီအတင်းเนี่ยအဖြစ်ခံပေါ့ဗျာဂျီဘရာတာအတင်းရဲ့ဒါဆော့ထားတဲ့ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် စုစုပေါင်းကျွန်တော်ချော်ထားတာ6ပွဲရှိတယ်6ပွဲလုံးဒါရှုံထားတယ်ဗောနော်ဂူသွင်းတဲ့ပွဲဆိုတော့9ပွဲပဲရှိတယ်အဲ့ဒါ force island ကိုဂူသွင်းတယ်ပြီးတော့ montenegro ကိုဂူသွင်းထားတယ်ဗောနော် montenegro ရဲ့ဒါဆော့ထားတဲ့ဒါ6ပွဲကိုကြည့်မှဆိုလို့ရှိရင်9ပွဲနိုင်4ပွဲရှုံရှုံတာတွေလည်းများနေပြီဂိုးလည်းမရဘူးဗောနော်အခုကသူနဲ့ level တန်းတူတယ်သူနဲ့တွေ့တယ်ဆိုတော့ဒီပွဲတော့9တက်တယ်လို့တော့ကျွန်တော်တော့ထင်တယ်ဗောနော် wise to us မှာဆိုလို့ရှိရင်အင်ရှင်အတင်းအနိုင်ကိုစက်ကစားတရေကိုခုနစနဲ့မွန်တိုနီဂရိုအနိုင်ကိုပြား20ပေးထားတယ်ကျွန်တော် win 2ကြိုက်တယ်မွန်တိုနီဂရိုအနိုင်ကြိုက်တယ်မြန်မာပေါက်ကြီးတွေမှာလည်းကျွန်တော် body မှာမွန်တိုနီဂရိုပဲကြိုက်တယ်မွန်တိုနီဂရိုနဲ့ဂိုးပေါင်း3လုံးဒါ60နိုင်ဆိုလို့ရှိရင်တော့ဂိုးပေါင်းအပေါ်ပဲကျွန်တော်ထိုးဖို့ကြံပေးခြင်းနဲ့ပေါ့နော်နောက်ထပ်တစ်ပွဲကတော့ Croatia နဲ့ဒါ Force Island တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော် Croatia က ေးထားတာတော့နှလုံး60ရှုံကိုပေါင်းကြီး340ရှုံထုံးမှာပေးထားတယ်။ဒီ group မှာဆိုလို့ရှိရင်တော့ group L ဖြစ်တယ်ပေါ့နော်။ Croatia အဆင့်7မှာရှိသလို Fox Island ကလည်းဒါအဆင့်3မှာရှိတယ်မျောလင်းချက်ရှိတယ်။သူသူ့ရဘောချက်နဲ့ဒါဓမ္မပဲကွာတယ်ပေါ့နော်။အခုပေးထားတဲ့ body ကြီးကလည်းနှလုံး60ရှုံဆိုတော့အနည်းဆုံး3စီးလောက်ပြတ်ဖို့တော့လိုတယ်ပေါ့နော်။အခရိရှာစော်ထားတဲ့ပွဲစဉ်တွေကိုလေ့လာကြည့်အောင်ပါနော်ခရိရှာတင်ရတော့ဒါစုစုပေါင်း6ပွဲစော်ထားတယ်ပေါ့နော် ငါးဘွဲနိုင်တဲ့ဘွဲတည်ဒါပေးကိုကြီးလိုက်မယ်ဆိုရင်ပေးကိုတကူတည်းပဲရှိတဲ့အသိဖြစ်တယ်ပေါ့နော်ခံစစ်ကောင်းတဲ့တိုက်စစ်လည်းကောင်းတဲ့ဒီဘက်က force island ကိုကြီးမယ်ဆိုရင် force island ရဲ့ဒါခုနှစ်ဘွဲဆော့ထားတယ်ပေါ့နော် force island ကတော့၄ဘွဲနိုင်၃ဘွဲရှုံးအခုနောက်ပိုင်းသူ၃ဘွဲဆက်နိုင်ထားတာလည်းတွေ့ရတာပေါ့နော်ဂိုးတွေတောက်လျှောက်ရတယ်ဒါဒီနေ့အရင်တစ်ချိန်တော့တွေ့တော့ကတော့ခရိုအေးရှားတဲ့1-0ဆိုတဲ့ရလာနဲ့ပဲနိုင်ခဲ့ဘူးလေပေါ့နော် ကရိုအေးရှားနဲ့ဖော့စ်အိုင်လန်တို့ပွဲစဉ်မှာဖွင့်ထားတဲ့ Wants to Osbauji ကိုကြည့်မယ်ဆိုရင်ကရိုရှားအသင်းအနံယူ10စားတေးကူ10စားဖော့စ်အိုင်လန်အနံကို22စားပေးထားတယ်ပေါ့နော်ဒါ Wants ပဲရိုက်မယ်ညီကိုတွေကတော့ over 2.5ပူလီဆိုင်ချီပေါ့နော်တောင်းလုံးတော့ဖြစ်သွားမှာလို့ထင်တယ်ဒီပွဲစဉ်မှာဒါမြန်မာပေါက်ကြေးတွေမှာတော့ကျွန်တော်ကရိုအေးရှားပဲကြိုက်တယ်ဗျာကရိုအေးရှားဘော်ဒီကြိုက်ပါတယ်ဒီနေ့ကတော့ဒီမှာကျွန်တော်အများကြီးမရွေးချယ်ထားဘူးပေါ့နော်ဒီပွဲကတော့ U21 ပွဲစဉ်ဖြစ်တဲ့ Cypress နဲ့ Kosovo တို့ရဲ့ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ထားတယ်ပေါ့နော်။ဒီပွဲစဉ်မှာဖွင့်ထားတာကတော့ဒါအဝေးအတင်ဖြစ်တဲ့ဒါ Kosovo ကတလုံး60နဲ့9ပေါင်းကြီး360စာဆိုမှပေးထားတယ်ပေါ့နော်။ဒီ group မှာဆိုလို့ရှိရင် group A ရဖြစ်တဲ့ Kosovo ကအဆင့်၄ Cypress က15ပေါ့ဗျာ။ဒီနှစ်တင်းဆော်ထားတဲ့ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုရင်ဒါတင်းကို သုံးဘွဲစီတော့ကစားထားရပေါ့နော် Cypress ဆက်သုံးဘွဲကိုကြည့်မှဆိုရင်သုံးဘွဲလုံးရှုံးထားတာကိုမတွင်ထားဘူးကိုစုဘွဲရဲ့သုံးဘွဲကိုကြည့်မှဆိုရင်တစ်ဘွဲနိုင်တစ်ဘွဲတည်ရတစ်ဘွဲရှုံးပေါ့နော် Wants to us မှာကြည့်မှဆိုရင်ဒါ Cypress အနံကို၄စားတေးကို၃စားခွဲနဲ့ကိုစုဘွဲနိုင်ကို66ပြပေးထားရပေါ့နော်ဒီဘွဲထဲမှာတော့ကျွန်တော်ကိုစုဘွဲဘော်ဒီကြိုက်ပါတယ်နော်ညီကိုကိုစုဘွဲဘော်ဒီကြိုက်တယ်ပြီးလို့ရှိရင်ကိုပေါင်းအပေါ်ကြိုက်ပါတယ် Wants by Yemen ညီကိုရရတော့ဒါ ဝင်းတူရိုက်ကြည့်ပေါ့နော်နောက်ထပ်တစ်ပွဲရတယ်တူရကီနဲ့ယူကရိန်းတို့ရဲ့ဒါ U21 ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်ကိုကျွန်တော်ရွေးချယ်ထားတယ်ဒီပွဲစဉ်မှာတော့ဒါအင်္ဂွင်အတင်းဖြစ်တဲ့တူရကီက level 60ရှုံးနေဘုံပေါင်းချင်းနှလုံးကို20ရှုံးပေးထားတယ် U21 ကပြောတာပေါ့နော်တူရကီအဆင့်နဲ့ယူကရိန်းအဆင့်တောင်းပေါ့ဗျာဒီအုပ်စုထဲမှာဆိုလို့ရှိရင်ဒါကြည့်လိုက်မယ်ဆိုလို့ရှိရင်တူရကီတင်းစောထားတဲ့ဒါ၃ဘွဲကိုကြည့်လိုက်မယ်ဆိုရင်တစ်ဘွဲနိုင နပွဲသေးရေတိုက်စစ်ကဂိုးတွေရတယ်ယူကရိန်းတင်းဆော့ထားတဲ့၃ပွဲကိုကြည့်မယ်ဆိုရင်တပွဲနိုင်တပွဲသေးရေတပွဲရှုံးပေါ့နော်ဒီပွဲသေးမှာဖွင့်ထားတဲ့ one to us ပေါ့ကြည့်ကြည့်မယ်ဆိုရင်တူရကီအနိုင်ကိုနဆသေးရေကို3.3ယူကရိန်းအနိုင်ကို၃ဆပေးထားပါတယ်ကျွန်တော်ယူကရိန်းဘော်ဒီကြိုက်ပါတယ်နော်ဒီပွဲသေးမှာယူကရိန်းကြိုက်တယ်ပြီးလို့ရှိရင် one ပဲရိုက်မယ်ညီကိုရင်းတွေကတော့ ဒါ H2 ရိုက်ကြည့်ပါနော်ယူကရိန်းတည်ရေးဆိုမဟုတ်အနိုင်ရိုက်ကြည့်ပါနော်နောက်ထပ်တဲ့ဘွဲကတော့ဒါ Israel နဲ့ Norway တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပါနော်ဒီကလည်းဒါ U21 ရဲ့မဖြစ်တယ်ပါနော်အဝေးခွင့်အသင်းဖြစ်တဲ့ Norway က level 90ကိုအောင်ချင်းနှလုံး60ရှုံးပေးထားတယ်ဒါ Norway ကအဆင့်နဲ့ Israel ကအဆင့်၃ဒါ group G ရဖြစ်တယ်ပါနော်ဒါ U21 ကပြောနေတာဖြစ်ပါတယ် group မှာကြီးလိုက်မယ်ဆိုလို့ရှိရင်အဲဣစရိအတင်းဆော့ထားတာဘယ်နှပွဲရှိလဲကျွန်တော်လေ့လာကြည့်အောင်ပါနော် ဇရေအတင်းကတော့ဒါဆူဆူပေါင်း၃ဘွဲတော့ထားတယ်၃ဘွဲလုံးတည်ချားထားတယ်လို့ဒါနော်ဝေးအတင်းကလည်းဒါသူပထမအောင်ဆုံးဆော့တယ်ဒါဒါပွဲစဉ်နှစ်ပေါ့ဗျာသူပထမဆော့ခဲ့တာတော့ဆလိုဘေးနီးယားကိုသူ5စီနဲ့နိုင်တယ်ဒါပွဲစဉ်နှစ်လည်းဖြစ်တယ်ပေါ့နော်ပွဲစဉ်မှာတော့ကျွန်တော်ရွေးချယ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ဣဇရေဘော်ဒီကြိုက်တယ်ဗျာပြီးလို့ရှိရင်ဘိုတင်ဒူစကောရဲဆိုတာရိုက်ကြည့်ပေါ့နော်ကျွန်တော်ညီကိုလေးအလုံးအပေါင်းပြကြပါသေးချမ်းမချမ်းသာကြပါသေး